ီယန်ကီပေါ်ဆိုတဲ့အဖြစ်ဖြစ်ရပွဲကြတော့လူတွေကဘာမှတိတ်လို့လို့လို့မရဘသူကပဲလှုပ်ပေးတာလဲဆိုတော့ယစ်ပရောဟိတ်မင်းတပါးကပဲဖျားရဲ့မျက်မှောက်တော်ထဲကိုတနည်းအားဖြင့်အသန့်ရှင်းဆုံးဌာန Holy of Holy ဆိုတော့เนาะအခုကျွန်တော်တို့ဒီတဲတော်ရှိတယ်ဆိုရင်တဲတော်ရဲ့အတွင်းခန်းအထိကိုအဲ့ဒီနေ့တစ်နှစ်လုံးမှာတရက်ပဲဝင်ခွင့်ရှိတာအဲ့ဒီနေ့မှာတယောက်တည်းဝင်ပြီးတော့သူက ယစ်ဘရဟိတ်မင်းကိုယ်တိုင်ကလှုပ်ပေးရတာသူအပြစ်အတွက်ဝင်ချရတယ်နော်သူကနွားနွားထီးတကောင်ယစ်ပူဇော်တယ်ဘာလို့လဲသူအပြစ်နဲ့အိမ်သားရဲ့အပြစ်ပြီးရင်တိုးထီးတကောင်အဲ့ဒါကြတော့မီးရှို့ရာယစ်သူအဲ့လိုလှုပ်တယ်အဲ့လိုလှုပ်တဲ့အရာကအကြောင်းရှိတယ်ပြိသက်တွေကတခြားယစ်ဘရဟိတ်တွေအားလုံးကအပြစ်မှာစောင့်နေရစောင့်နေရတယ်ယစ်ဘရဟိတ်မင်းရဲ့အလုတ်လှုပ်တာပြီးတဲ့အထီကိုစောင့်နေကြတယ်စောင့်ပြီးလို့သူရစ်ပူဇော်ခြင်းနေ เนาะဒီရဲ့အသွေးခုနှစ်ချိန်ဖြန်းပြီးတော့အဲ့ဒီအချိန်မှာဘာဖြစ်လေရှိလဲဆိုတော့เนาะဒါသူတို့ရဲ့သမိုင်းစာတွေထဲမှာတွေ့ရတဲ့အခါမှာသူတို့ဗိမာန်တော်မှာဒီဂတိပါအနီဇလေးကိုထားလေရှိအဲ့ဒီဂတိဂတိပါအနီဇကိုသူတို့ကကြည်နေရဒါကဂတိပါလို့သင်ရဲ့အပြစ်တွေหนีတော်လေတဲ့မိုးပွင့်ကဲ့သို့ဖြူစင်မယ်ဆိုတော့နှုတ်ပါတော့ရှိတယ် ဆိုတော့အဲ့ဒီဂတိပါအနီလေးရှိနေတယ်ဒါပေမဲ့ယိဘရာဟိမင်းကသူကဖခင်ရဲ့မျက်မှောက်တော်ဝင်ပြီးတော့နောက်ဆုံးအဲ့ဒီဗြဟ္မဉ္စတ္တရဲ့အဖုံးပေါ်မှာအသွေးခုနှစ်ချိန်ဖျန်းလိုက်တယ်ဆိုရင်အဲ့ဒီရဲ့ဂတိပါအနီစားကအဖြူရောင် ပြောင်းသွားတယ်အဲ့ဒီအချိန်ဆိုပရိသတ်အားလုံးကအယံပျော်ပြီးတော့ယေးဆိုကြွေးကြော်ကြတယ်ငါတို့အဖြစ်တွေဖခင်ခွင့်လွတ်ပြီငါတို့အဖြစ်တွေဖခင်ခွင့်လွတ်ပြီ ဒါပေမဲ့အဲ့ဒီမှာမြုပ်ွက်နံပါတ်1ကပါလဲဆိုတော့ယစ်ဘရဟိရဲ့အခန်းကဏ္ဍအရေးကြီးတယ်။ဆိုတော့နောက်ဘက်တော့ ਨੇ ကျွန်တော်ချက်ကြည့်အောင်